အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ။ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါ။ဒါဥရောပဘောလုံးဖွဲ့ချုပ် UEFA ကနေဒါကျွန်တော်တို့အခုဂျွန်30ရက်ပေါ်လေပုံမှန်အဖြစ်ကျွန်တော်တို့ကလပ်တွေရဲ့ဒါအဓိကအရေးပါတဲ့ချိန်ကဂျွန်30ဇူလိုင်တရက်နေ့ပဲ။ဆိုဥမာပြအလုပ်တစ်ခုလုပ်တဲ့ project တစ်ခုချရရင် project တွေရဲ့အနောက်တရာရှိတယ်ပြီးရင်ရာရဲ့နှစ်သစ်ရှိတယ်ဆိုရင် budget အသစ်ပြန်ကျတယ်။ ော့ကျွန်တော်တို့နှစ်တနှစ်မှာဒီဇင်ဘာ31နဲ့ဇန်နဝါရီ1ရက်နေ့ပုံစံတိုင်းပဲ club club တွေရဲ့ပုံစံကဂျွန်30ရက်နေ့ကနှစ်ဟောင်းရဲ့ financial year MPB နှစ်သိက္ခာဇူလိုင်1ရက်နေ့မှာစမယ်ဆိုတော့ဟို PSR ပြဿနာတွေဘာတွေညာတွေဥမာ Aston Villa ဆိုရင်ဒါဂျွန်30ရက်နေ့မှာ PSR ကြောင့်ပတ်စံမရှင်းနိုင်ဘူးအနှုတ်ပြနေ55 55တန်းအနှုတ်ပြတဲ့အတွက်ကြောင့်သူတို့နောက်ဆုံးမှာမပါလို့ရလဲဆိုတော့ သူတို့ဘက်ကအမျိုးသမီးအသိန်းကိုရောင်းလိုက်ရတဲ့အဖြစ်နဲ့ရှိပြီးတော့အမှတ်မလျှော့ခါဘောသူဖြစ်ရှင်းလိုက်တယ်ဆိုတော့ဂျွန်30ရက်နေ့ကတကယ်ဥရောပဘောလုံးဖွဲ့ချုပ်နေတဲ့ကမ္ဘာဘောလုံးလောကမှာအရေးပါဆုံး European Transfer Window အတွက်အရေးပါတယ်တချို့ကစားသမားတွေ30ရက်နေ့ PTN နေမှာစိတ်ကြိုက်ကလပ်ရောက်ပြီးတချို့ကစားသမားတွေကလူကြီးစာချုပ်ရောတာပါညာဆိုတော့ဥရောပဘောလုံးဖွဲ့ချုပ်မှာလည်း FFB ရဲ့ financial rules နဲ့သတ်မှတ်ချက်တွေကိုဂျွန်30ရက်နေ့နောက်ဆုံးအပြီးလောက်ရတဲ့အချိန်မှာပြဿနာရှင်းရတဲ့အချိန်မှာ multi club ownership rules ကို FFP အနေနဲ့ဥရောပကချမှတ်ထားတယ်။ Python 2တဲ့နှစ်သိန်းဟာပြိုင်ပွဲတစ်ခုတည်းကပြိုင်ပွဲတစ်ခုတည်းမှာဝင်ရောက်ရှင်ပြိုင်ခွင့်မရှိဘူး unless တကယ်လို့ Python တွေက Python မှုတွေကိုမတူညီတဲ့ပုံစံမျိုးနဲ့ချပြနိုင်မယ်ဆိုရင်ပြဿနာမရှိဘူး။ဆိုတော့ Manchester City နဲ့နောက် Girona တို့အသင်းတို့ပြီးခဲ့နှစ်က Champions League မှာတူတူဒါကြခဲ့တယ်။ဒါပေမဲ့ပြဿနာမရှိဘူး City ကစနစ်တကျပြနိုင်တယ်။ဒါပေမဲ့ Lyon နဲ့ Crystal Palace အားလိုပုံစံမရှိဘူး။ ခရစ်စတဘယ်လစ်သိမ့်ပိုင်ရှင်ဖြစ်ဒီရှယ်ယာရှင်ဖြစ်တဲ့ဂျွန်တက်စတာကတက်စတာကအမေရိကန်သတိပေါ့လေသူကလီယွန်ကိုလည်းပိုင်တယ်ဗိုဒါဖိုကိုကိုလည်းပိုင်တယ်ဆိုတော့အဲ့မှာအသင်းပိုင်လို့ရတဲ့အသင်းနှစ်သင်းတစ်သင်းတော့ယူရိုပါလိပြိုင်ပွဲဝင်လို့မရဘူးဆိုတဲ့ UEFA ရဲ့စီကံကြောင်းပယ်လစ်ပိုင်ရှင်ကိုတိုင်သူပိုင်တဲ့ရှယ်ယာ44ရာခိုင်နှုန်းကိုအမေရိကန်မှာရှိတဲ့နယူးယောက်ဂျက်အုံနာဝူဒီဂျိုဆင်ကိုသူရောင်းလိုက်တယ်ဒါသူက ဂျွန်တက်စတာကဒီလီယွန်မှာလဲ89ရရှိရပိုင်ထားတယ်ဆိုအဲ့ဒီနေရာမှာပဲလစ်ကတော့ချန်ယူရိုပါလိဝင်ဝင်ရပြီဒါပေမဲ့လီယွန်ရဲ့ပြဿနာတွေအများကြီးဖြစ်တဲ့ချိန်မှာโอเคလီယွန်တန်းအောင်ဆင်းထားရတဲ့ပြဿနာရှိတယ်ဆိုတဲ့အချက်တို့ကိုယ်တိုင် FFP ကြောင်း198တန်းအရေးပေါ်လိုနေတဲ့ပြဿနာတွေအားလုံးကြောင်းโอเคနောက်ဆုံး UEFA က multi club ownership rules ကိုတရားသည့် postpone လုပ်ပေးပြီးတော့နောက်ရာသီမှာအတည်ပြုမယ် ဆိုတော့ဒီနေ့ရာသီအတွက်တော့ခွင့်ပြုပေးလိုက်တဲ့အကြောင်းခရစ်စပေးလစ်က share ရောင်းတာတော့ share ရောင်းတာတဲ့အတွက်ကြောင့်ပါပြီဒါပေမဲ့မရောင်းလဲပါတယ်လို့သဘောထားလို့ရတယ်ဒါပေမဲ့ share ကတော့ရောင်းပြီးသွားပြီဒါအပြင်လီယွန်လဲပါဝင်ရမယ်ဒါပေမဲ့လီယွန်ရဲ့ပြဿနာတွေကအခုတန်းဆင်းရမယ့်ပြဿနာတွေဖြစ်တယ်ဆိုတော့အခု June June Tester ကအခု Leon အသင်းရဲ့ဘုတ်ဖွဲကနေသူယာလူကနှုတ်ထွက်ထားတယ်သူက89ရာခိုင်နှုန်းပိုင်ဆိုင်ထားတယ်ဒါမဲ့လီယွန်ကအခုအဖီးလုံနေတယ်အဖီးအခြေအနေရသူတို့အနေနဲ့တော်တော်လေးတော့ လှုပ်ဆောင်ကြတယ်အများကြီးရှိတယ် PSG ဆိုရင်လီယွန်ပြဿနာဖြစ်ရှင်းနိုင်ဖို့အတွက်သူတို့ပြောင်းဖြေချေပေးရမယ်ဘာကိုလာပြောင်းရွှေ့ရဲ့တန်း30ကိုတခါတည်းပေးထားတယ်ပြဿနာတွေကအကုန်ပြေရှင်းထားတဲ့အချိန်မှာအခုလီယွန်အသေးရဲ့ share ပိုင်ရှင်ပေါ့လေ EG Group က77ပိုင်ထားတဲ့ Chelsea ကအခုလက်ရှိမှာဒါဒီသူတို့အသင်းကတော်တော်များများကိုရောင်းထုတ်နေတယ်အခုဆိုရင် Vodafone ကို Vodafone ကဒါဘယ်လိုပြောမလဲ လက်ရှိမှာ club world cup မှာ pamires ကိုရှုံးတော့သူတို့ရဲ့နီးပါးကိုသူတို့ထုတ်လိုက်တယ်။ iga hisu ဆိုရင် forest ကို၁၀သန်းနဲ့ပြောင်းပြီးဒီကြားထဲမှာနောက်ထပ်ကစားမနှစ်ယောက်လည်းသန်း30လောက်နဲ့ forest ကိုထပ်ပြောင်းမယ်။အဲဒီချိန်ထဲမှာပဲကစားမတွေအများကြီးထုတ်ဖို့လုပ်တဲ့ချိန်မှာ lion တွတ်တော့တကယ်ကိုကောင်းစားစရာဖြစ်တယ်။ so alazana lacassette ဆိုရင်အခုဆိုရင် sorry arabia ရဲ့ tantec club ကိုပြောင်းဖို့သဘောတူလိုက်ပြီးနောက်သူတို့ဘက်ကအသင်းကောင်းဆောင် tulisca tulisco tulisco အပါဝင် ဒါ talented player ဖြစ်ခဲ့တာ Vodafone ရဲ့ကစားမပေါ့လေလင်းကိုအငားလာစားတယ် Thiago Amanda အပါဝင်တော်တော်များများအသင်းကထွက်ဖို့ပြင်နေတယ်ဆိုတော့အခုလောလောဆယ်မှာ Palace ရဲ့ corner ဖြစ်သူကိုယ်တိုင်က Lyon ရဲ့ leadership ဘုတ်အဖွဲ့ကနေနှုတ်ထွက်ထားတဲ့အောင်သူတို့198တန်းဖြည့်ရှင်းနိုင်ရင်ရှင်း မရှင်းနိုင်ရင်တော့တန်းဆင်းရမယ်ဒါပေမဲ့ဥရောပဘောလုံးဖွဲ့ချုပ်ကတော့ Marty Clark ownership ကိုတရားဒီခွင့်ပြုပေးတဲ့အတွက် Lyon ကတော့ Europa League ပြိုင်ပွဲမှာတန်းဆင်းသွားရင်တော့ဝင်ခွင့်ရအောင်မယ်ဒါပေမဲ့သူတို့တန်းဆင်းမဆင်းကိုတော့ final decision ကိုသူတို့စောင့်မျှော်နေစေဖြစ်ပြီးတော့အသင်းတော်တော်များများအခုဆိုရင် Mart Malik Fofana ဆိုတဲ့ချက်တိတ်လေးရှိတယ်အဲ့ချက်တိတ်လေးဆိုတော့တော်တော်လေးကောင်းတယ် ကစားမလေးလည်းအသိတော်ပြမနဲ့ဒိထွက်ပြီးတော့လီယွန်ရောဗိုဒါဖိုကိုရောကစားမတွေအားလုံးရောင်းချဖို့ပြင်ဆင်နေရပါတယ်အားလုံးကျေးဇူးတင်ပါတယ်